ဲ့သီလကထောင်ထဲမှာသူတို့ဘာလုပ်လဲထောင်ထဲရောက်တဲ့ချိန်မှာကြီးမွန်းတဲ့အခါဘာဖြစ်လာလဲထောင်တကားတုံလုံလာတယ်ဖခင်ကပြောပြီးသားငါ့ကိုတကယ်နှလုံးသားနဲ့ကိုးကွယ်တဲ့အရက်တိုင်းမှာသူဘာပြောလဲကြွလာပြီးငါကောင်းချီးပေးမယ်ဒါကြောင့်ထောင်ထဲမှာကြီးမွန်းတဲ့အခါမှာဖခင်ကတော်ပြီထောင်ထဲမလို့ငါမလာဘူးလို့ပြောလာမပြောဘူးနော် မပေါလုနဲ့သီလကသူတို့ရဲ့ထောင်အချင်းကျနေရင်းနဲ့ချီးမွားခြင်းကိုမရက်တတ်တဲ့အခါမှာဖခင်ကလည်းသူ့ bringing ကိုမရက်တတ်ဘူးဖခင်ကငါ bringing ကငါကိုနှလုံးသားချင်းမဲ့ချီးမွားတဲ့နေရာမှာငါရောက်လာမယ်လို့ပြောတဲ့အတွက်မင်းထောင်ထဲမှာရှိလားအဲ့ဒီထောင်ထဲထိမှလာခဲ့မယ်တကယ်ရောက်လာပြီပေါလုနဲ့သီလကိုကောင်းချီးပေးတဲ့ဖခင်ဖြစ်တယ်ရှာထွက်မေရှက်အဖေနေနဲ့ကောမိအိုင်ထဲမှာခြားပစ်ခံရမယ့်အချိန်မှတောင်မှဖခင်ကိုဘာနဲ့မှမလဲဘူးသူတို့ရဲ့ covenant ကိုစောင့်ထိန်ပြီးတော့မိအိုင်ထဲမှာပဲဖခင်ကိုကိုးကွယ်တဲ့ခါမှာ ဖခါကမီးအိုင်အပြင်ကနေပြီးတော့အေးငါချိန်တတ်တယ်လို့မပြောဘူးနော်မီးအိုင်တဲ့ဒီဖခါတကယ်သွားခဲ့ဖခါကနဲ့ဝိညာဉ်နဲ့အပေးယူမလုပ်ပဲကိုးကွယ်တဲ့ဒံရီလာရှင်သိမ့်တွင်နဲ့ရောက်တဲ့ခါမှာဖခါကရှင်သိမ့်တွင်နဲ့ဆင်းခဲ့ဖခါကကျမတို့ကိုကာဗီနဲ့လောက်ပါကပျက်စီးဖို့မဟုတ်ဘူးအယံချစ်တော်ကြောင့်ဒါကြောင့်ယနေ့တင်ခေါ်တိုင်းမှာဖခါတင့်စီကိုလာစေခြင်းနဲ့ဆို သင်ချင်းသိတွင်ရောက်တဲ့အချိန်မှာဖယားကြွလာစီခြင်းလဲဆိုသင်မိအိုင်ထဲမှာလည်းဖယားကိုတကယ်မြင်ခြင်းလဲဆိုသင်ဖက်ကလည်းစစ်မှန်သောကိုးကွယ်ခြင်းနဲ့ဖယားကိုကာဗင်နဲ့လှုပ်ထားတော်သူဖြစ်ဖို့လိုအပ်တယ်အဲ့ဒီနှလုံးသားသာရှိပါဖယားကမိအိုင်ထဲလည်းသစ်စီကိုလာမယ်ဒါကစကလုံးမဟုတ်ဘူးချမ်းစာထဲမှာတသက်ဖြစ်တယ်ရှင်သိတွင်လဲရောက်လာငါလာခဲ့မယ်ပေါလုနဲ့တီလာစစ်မှန်တဲ့ကိုးကွယ်ထောင်းတယ်လားကိစ္စမရှိမှလာမယ်ဒါကြောင့်ယနေ့ကျမတို့တချို့တွေဖယောင်းကိုးကွယ်လိုက်တာနဲ့ငေါ့သူမတည့်ရလိုက်တာနဲ့ဖယားရဲ့ဘုံတော်ကအဲ့ဒီနေရာတစ်ခုလုံးပြည့်တယ်ဆိုတာလို့သူဟ ျွန်တော်ဘဝတစ်ခုလုံးကိုတော့အတွက်ဆောင်ရနေတာ။အကြောင်းကက်သရင်းခုံးမယ်ဆိုအလုံးကြီးတော့ဆရာကြီးပဲနေတယ်ဝိညာဉ်ကြီး။သူကပြောလဲဆိုဖယားကဘာတဘဝတစ်ခုလုံးမှာအနာတာ။သူကပြောလဲ it cost everything ။ငါဘဝတစ်ခုလုံးမကျွင်းကြံတဲ့အထိဖယားကအကုန်ပေါ်လာတာ။ဘာမှငါမှမကျန်တော့ဘူး။ငါရဲ့စန္ဒလည်းမရှိငါမှမိသားစုဒါဖယားနဲ့မဆိုင်ဘူးလို့ပြောလို့ရတဲ့ခန္ဓာငါမှဘာမှမရှိတော့ဘူး။ဒါကြောင့်သူ့ဘယ်နေရာပဲရောက်ရောက်စုတော်မတောင်းသေးဘူး။ ရှိတော်ဘုရားရဲ့ဘုန်းတော်ခိုင်းစေ။ तू လျှောက်သွားပြီဆို तू လျှောက်သွားတဲ့နေရာကလူတွေကလဲပြီးတော့ယူပါယူနေရတယ်။ဘာဖြစ်လို့လဲ။ဖခင်က तू ရှိတဲ့နေရာမှာအမြဲတမ်းရှိတယ်။ तू ကဘုရားနဲ့ကိုးကွယ်ခြင်းနဲ့မှန်ကန်စွာပြင်ပြုတ်ထားတာဖြစ်တယ်။